င်္ဂလာပါရှင်။အမိကတော့ရန်ကုန်စာပြည်ဌာနမှဗုဒ္ဓမမကဗုဒ္ဓယဉ်ကျေးမှုအသင်းမှမအီချာဘူးပဲဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့သမီးငယ်လေးစတင်ပြီးတော့ရွေးချယ်လို့ရပါပြီခင်ဗျာ။သမီးငယ်လေးရဲ့မက်ဆေ့နံပါတ်6ဖြစ်ပါရဲ့ခင်ဗျာ။သမီးငယ်လေးမအီချာဘူးရဲ့ဖြည့်ဆို့ပူဇော်ရမယ်ခေါင်းစဉ်အမိကတော့သူ့ကိုဖြက်ကကိုပြက်ရခေါင်းစဉ်ပဲဖြစ်ပါရဲ့ခင်ဗျာ။စတင် ဖြည့်စုပူဇော်နိုင်ပါပြီခင်ဗျာသမီးဖြည့်စုပူဇော်မယ်ခေါင်းစဉ်လေးကတော့သူ့ကိုဖြက်က ကိုပြေရဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါရဲ့ရှင်သူတဘာကိုဖြက်စီခြင်း အနည်းပြအောင်ပြုလုပ်ခြင်းဟာနောက်ဆုံးမှာတော့ကိုကိုတိုင်းပြက်စီခြင်းဒုက္ခရောက်ခြင်းများကိုဖြစ်စေတတ်ပါရဲ့ရှင်။အလွယ်လေးနဲ့ပြောရမယ်ဆိုရင်တော့ကုပြုတိကံကုထံပြန်ဆိုသလိုပဲပေါ့ရှင်။သမီးတို့ပြုလုပ်ထားတဲ့လုပ်ရတိုင်းဟာသမီးတို့အပေါ်ကိုတိုက်ရိုက်အကျိုးတရားမှုတွေရှိနေပါရဲ့ရှင်။ ူတပ်ပါးတွေအပေါ်မှာမကောင်းတာတွေကိုမကြံစီပဲနဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပြီးတော့နိဗ္ဗာန်ကိုမြတ်မှာပြနိုင်ကြသူများဖြစ်ကြပါစေလို့တောင်းဆုချင်ရဲ့တမီးရဲ့ဖြစ်ဆိုပူဇော်မှုကိုဒီမှာပဲအဆုံးသတ်ဤကောင်းချုပ်ပြရစေရှင်။ဟုတ်ကဲ့ပါ။ဒီခါတတိငယ်လေးအီချာဗျူးเนาะတတိလေးကဘယ်မိကုန်းလော်လင်းဆိုတာစပင်ဝီလေးစတင်ပေးပါခင်ဗျာ။ မြန်မင်းမြန်ဖြေမင်းကုံးလောင်အမတ်စင်၃စတင်ပါပြီစံတော်များကိုဌာပနာ၍ဇေဒီတီထားကိုကိုရဲခုနှစ်ရက်နေ့မာသကဲ103ခုနေ့တပေါင်းလာပြဗုဒ္ဓဦးနေ့ရွှေကုံဖျားရဲ့ ठी တော်အမြင့်ပေ53မင်းရှင်လက်မရွှေကုံဖျားရဲ့အနောက်ဖက်ဇောင်းတန်းမှာလှေကလေးပေါင်းဘယ်လောက်ရှိပါသလဲ164တဲ့ပါရှင်ရွှေကုံဖျားရဲ့အနောက်ဖက်အာယုံကန်တဇောင်းမှာတရင်သုံးတဲ့ဖျားရှင်ရဲ့ဘွဲ့တော်ကတ္တပတ်မဆာပြန်ဖြစ်ပါရှင်ရွှေကုံဖျားရဲ့ ठी တော်ဘုံစစ်အရေအတွက်80ဖြစ်ပါရှင်ရွှေကုံဖျားရဲ့ရင်းမြမှာရှိတဲ့ဇေဒီတော်များအရေအတွက် 25ဆူပြီးပါရင်စံတော်များပင်ဆောင်လာတဲ့တပုတ်တာနဲ့ဗလိကရဲ့ဖခင်အမိသူဝနာတတိပြီးပါရင်ရွှေကုံဖျားထီတော်မှာပူဇော်ထားတဲ့ယတနာမျိုးစုံကြီးအတွက်73850ခုဖြစ်ပါရင်ရွှေကုံဖျားရဲ့ယင်ပြမှာမြည်သူမြဖနမစီရဆိုတဲ့အမိန့်ကိုထုတ်ပြန်ခဲ့တဲ့ခုနှစ်မြမခုနှစ်1980ခရစ်ခုနှစ်1919ဖြစ်ပါရင်ရွှေကုံစီတီတမိုင်းမြမဘာသာနဲ့၆စာတီရှိတဲ့မုတ်တောင်ပန်မုတ် ပထမတစ်ချိန်အုပ်စုနံပါတ်၄စပြီးတော့ရွေးပြပါခင်ဗျာ13ဖြစ်ပါတယ်ခင်ဗျာကဲဒုတိယအုပ်စုနံပါတ်၄ဆက်ပြီးတော့ရွေးပြပါအောင်ခင်ဗျာသမီးလေးဤချာဗျူဒုတိယတစ်ခါဖြည့်ဆွားမယ့်အုပ်စုနံပါတ်အမှတ်စဉ်78 18ဆက်ရှိဖြစ်ပါတယ်ခင်ဗျာ group 73ရဲ့မိကုံ၃ခုကပထမတစ်ခုက ပါတလိပုတ်မြို့ကြီးပျက်စီးရခြင်းအကြောင်းတရားမြည်မြရှိပါသည်။ဒုတိယမိဂွန်းကဖျားအလောင်းတော်ပရိသေတီနေပြီလို့ပညာရှိများကြိုတင်သိနိုင်ကြောင်းပုပ္ပနမိတ်ကြီးအည်အတွက်မြည်မြရှိပါသည်။တတိယမိဂွန်းကနှစ်ချိတ်ရှိစုမြတ်စွာဘုရားရှင်တို့မှာစင်ရင်စည်းလျက်တောထွက်တော်မူသောဘုရားရှင်ပေါင်း 本来是西格吧，等你。这一批东巴，那一批东山的巴，东二批超速路批百姓。卖马的，看咩啊？把什么没讲的噶？咩是我批先的？先养虎了啊！第一好长罗，木格的，第二天太阳帮哎咦，就哎啊，好长的吧，等你。第二题没讲的噶？ လူပြည်မှာမြတ်စွာဘုရားရှင်ရဲ့ဓာတ်တော်တို့မှရှေးဦးစွာ ထွက်ပေါ်လာသောဇေဒီအကြီးအတွက်မြည်မြရှိပါသည်။တတိယမိဂွန်လေးကမြတ်စွာဘုရားဆိုတဲ့အတန်ကိုကြားလိုက်ယုံမျှနဲ့အနာတပိန်တထေးကြီးရဲ့စိတ်အစဉ်မှာဖြစ်ပေါ်လာတဲ့နှစ်သက်မှုပီတိဟာအမျိုးစားပေါင်းမြည်မြရှိပါသည်။တဲချောက်ခု20စုသုံးငါးမျိုးပိုင်ရှင်။မှန်ပါတယ်ခမညာ။ တိုင်းပြည်အုပ်ချုပ်မင်းလုတ်သူတို့ဟာ တိုင်းသူပြည်သားလူအများကိုချီးမြှောက်တင့်တဲ့တင်ကဟတရားဘယ်နှပါရှိပါသလဲ၄ပါရှိပါမှန်ပါတယ်ခင်ဗျာချစ်ချင်းမုန်းချင်းတို့ရဲ့အခြေခံအကြောင်းဖြစ်တဲ့တဏ္ဍာစန္ဒမြည်မြရှိပါသနည်းချစ်ချင်းမုန်းချင်းတို့ရဲ့အခြေခံအကြောင်းတရားဖြစ်တဲ့တဏ္ဍာစန္ဒဘလောက်လဲလို့မေးထားပါတယ်၅ပါရှိပါတယ် တပလီအဖြေတည်ပြပါလားခင်ဗျာတည်ပြပါမှန်ပါတယ်ခင်ဗျာနတ်ပြည်မှာနေထိုင်ကြတဲ့နတ်သမီးနတ်သားများစုတည်ဒေဂာနီအချိန်မှာတေအန်သောနမိတ်ပုဗ္ဗနမိတ်ဘယ်နှပါထင်မှန်တနည်းတဲ့နတ်ပြည်မှာနတ်သားနတ်သမီးတွေစုတည်ဂာနီကျွန်တော်တို့လူလူဆိုရင်ဒေဂာနီအချိန်မှာတေအန်နဲ့နမိတ်ပုဗ္ဗနမိတ်ဘယ်နှပါထင်မှန်တယ်လို့မေးပါတယ်၅ပါးပါ မှန်ပါတယ်ခမညာမြန်မာနိုင်ငံလုံးဆိုင်ရာတုတ္တဆုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲရဲ့ပထမစုကိုထိုက်တန်စွာစုခုရရှိသွားတဲ့ဝိနာစုရှင်ကတော့ဗုဒ္ဓမာမကရည်ချမ်းမှုအသင်းမအီချာဘျူး